အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောညလေးနေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။အဲ့တော့ဒီနေ့ညနေမှာတော့ဒါကျွန်တော်တို့ဟိုတလောကမှာလည်းဒါ Arsenal နဲ့ပတ်သက်ခုနောက်ပိုင်း Arsenal ပတ်သက်ပြီးကျွန်တော်ဗီဒီယိုတွေများရတယ်ပေါ့နော်။ဒါကျွန်တော်ဟိုတလောကဆိုတော့ဒါကျွန်တော်တရက်ထဲမှာနှစ်ပုတ်လားမသိ Arsenal ပတ်သက်ပြီးဗီဒီယိုတင်ခဲ့တယ်။အဲ့မှလည်းပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ Arsenal နဲ့ပတ်သက်ပြီးတော့အမြဲတမ်းလို့လို့ဒါကျွန်တော်တို့ကျွန်တော်တွေးမိရတယ်မှာရှိရတော့ဒါပေမဲ့ ဒါဒီဒီဒီအားလေးမပြောခင်ဘောနော် အာစနယ်နဲ့ဘယ်လိုဖြစ်လို့ကျွန်တော်လူမှုတွေးမိတွေးရဖြစ်လဲဆိုစတိုရီရင်းပြမယ်ဒါပြီးတော့ကြိုးပြောထားမယ်ကျွန်တော်နေလာရှိမှာကျွန်တော်ရဲ့ channel နာမည်ကိုတန်က football and life ဖြစ်တော့ကျွန်တော်ဒီဘဝနဲ့သက်ဆိုင်တဲ့အတွေ့အမြင်တွေနဲ့ပတ်သက်ကျွန်တော်အဓိကပြောသွားမှာအားဒီပဲကွာဆောက်ရိပ်ရှိတယ်အဲဆိုရင်တော့ဒီ channel ကခမရောက်တော့မဟုတ်ပါဘူးကျွန်တော်နေနေဒါကြီးရတာကျွန်တော် technical ကြီးလေးရှင်းပြသွားမယ်ဥစားလည်းမဟုတ်ဘူးဒါကျွန်တော်လည်းရှိမှာဒါပါအကုန်လုံးကဒါလည်းရှိမှာအကုန်လုံးဒါမျိုးရှိတယ်ဒါပေမဲ့ ကျွန်တော်ကကျွန်တော်ရဲ့ experience ပေါ့နော်ဒါကျွန်တော်တခါကြကိုယ့်ကိုဒါဒီ channel မှာ slam dunk millionaire လို့ပဲပေါ့နော်ဒါကျွန်တော်ဘဝနဲ့သက်ဆိုင်တဲ့ movement အနေနဲ့ဘောလုံးနဲ့ထိတွေ့တဲ့အချိန်မှာကျွန်တော်ဟာဘောလုံးကိုဒါဘယ်လောက်ထိကိုယ့်ကိုယူသွင်းမိလဲဆိုတော့အမြဲတွေးမိရတယ်မှာပါအဲ့တော့အမနည်းညားဒါကျွန်တော်ဂုံတိရတိုင်းမှာပဲဒါကျွန်တော် Arsenal ပြည်သက်တယ်တော့တို့နဲ့သက်ဆိုင်လို့ video မရှိတဲ့ကြောင့်ကြည့်ပြီးအချိန်မှာကြည့်ဖြစ်လိမ့်မယ်မနေ့ကဒါကျွန်တော်တို့အာကျွန်တော်မိုင်တထောင်လောက်ရှိတယ်ပေါ့ရန်ကုန်မန်းလေးလောက်ရှိတဲ့ခီးကိုကျွန်တော်နေချင်းမြန်ဒါကျွန်တော်လေနဲ့သွားတယ်ကျွန်တော်လေနဲ့ခီးသွားရင်ဗျာကျွန်တော်မှာ cycle တစ်ခုရှိတယ် ကျွန်တော်မှာကျွန်တော်လှုပ်လှုပ်ထားထိတာလေးမှာတော့ငူရှိတယ်ကျွန်တော်လေးမှာ share အိတ်တယ်ဒါမှမဟုတ်ဒါကျွန်တော်တို့ flight အရင်မဟုတ်ဘဲနဲ့ flight 2ထဲမှာလည်းကျွန်တော်လက်ရှိ45မိနစ်မိနစ်50 flight လောက်ဆိုရင်ကျွန်တော်ဖုန်းထဲမှာရှိတဲ့ဓာတ်ပုံအဟောင်းတွေဒါကျွန်တော်လက်ရှိမှာ video အဟောင်းတွေကိုကျွန်တော်ပြန်ကြည့်တတ်တဲ့စောင့်ခြင်းရှိတယ်။ပြီးတော့ကျွန်တော်သူများကြီးလို့ကိုယ့်ဓာတ်ပုံကိုရိုက်ထားတာမဟုတ်တဲ့ကြောင့်ကျွန်တော်ဒီဒါကျွန်တော်ကြိုက်တဲ့ဥစားလေးကျွန်တော် save လုပ်ထားတာရှိတယ်။ကျွန်တော်တော့သဘောကျနှစ်တက်တဲ့ဟာလေးတွေကိုကျွန်တော် save လုပ်ထားတာလေးရှိတယ်။အဲ့ဒါနဲ့ပတ်သက်ကြမနေ့ကကျွန်တော်မမေ့ရ2020 ပတ်ချာလေဝင်းကျင်ကြားကကျွန်တော်ဒါတပ်ပုံလေးတွေဒါမနေ့ကလေးရင်ပေါ်မှာကျွန်တော်အသွားကိုအပြောင်းကြည့်အဲ့တော့အသွားမှာတော့ဘာမှမပေါ်ပေမဲ့အပြန်မှာကျွန်တော်ကြည့်တဲ့အချိန်မှာစိတ်ဝင်စားစရာဓာတ်ပုံလေးတွေပေါ်လာခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်အကုန်သိကြတယ်ကျွန်တော်ဒါဗီဒီယိုတွေစာရိုက်နေပြီးပြီးတော့ဘောလုံးနဲ့ပတ်သက်တာအစပြောရတဲ့ကြောင့်မို့ဒါကျွန်တော်ဘောလုံးနဲ့ပတ်သက်တဲ့ဓာတ်ပုံလေးတွေကိုကျွန်တော်ကျွန်တော်ဒါဖုန်းထဲမှာ screen shot ယူတယ်အဲ့တော့ရည်ရတာပဲအဲ့မှာ screen shot နှစ်ခုတက်လာတယ်ပေါ့နော်အဲ့ဒီအချိန်မှာဒါဘာတက်လာဆိုတော့ကျွန်တော် live score ကဒါ အာတီတာရဲ့ဒါကျွန်တော်တို့အာစတောရဲ့စကွတ်ရဲ့ဒါကျွန်တော်တို့လူစည်ရင်တက်လာကျွန်တော်ပြောအပူဖြစ်မဲ့ကျွန်တော်မှာ screen shot တော့ယူလိုက်ခါအပူပြောတာမဟုတ်ဓမ္မကြီးဓမ္မဓမ္မတစ်ခုအာဓမ္မတစ်ခုနှစ်ခုဒါကျွန်တော်တို့အာတီတာရဲ့အဲ့တော့နောက်နေဆဲဆိုကျွန်တော်တို့တိကျမသိဘူးအာတီတာဒါကျွန်တော်တို့လက်ရှိမှာကြောင်ဒီပြောင်နေတဲ့အချိန်လားဘာလားပေါ့နော်အဲ့တော့အဲ့လူစည်ရင်ကိုကြီးလိုက်ပြီးတော့လက်ရှိအဲ့လူစည်ရင်ကြီးဒါကျွန်တော်ထင်တာ second line up နဲ့ဒါကျွန်တော်တို့ first line up ပေါ့နော်ဆိုတော့တစ်ခုကဒါကျွန်တော်ထင်တဲ့ Arsenal သင်းနေတာ ဒါဟိုဘောဟိုအာတီတာဆာရောက်ခါသာပြီးတော့ဒါကျွန်တော်လက်ရှိအရန်လူစင်းတွေကိုအရန်ဒါအရန်လူစင်းဖြစ်မှာပါဟုတ်တယ်ကျွန်တော်မှောင်းမှောင်းကနေနံပါတ်ကိုကျွန်တော်မိုင်းထောက်ပြပါတော့เนาะကျွန်တော်လည်းအလွတ်မရဘူးကျွန်တော်ကို့အသင်းမို့တယ်ကျွန်တော်အဲ့လိုထိ ambat မဖြစ်အဲ့တော့ first line up ကိုဒါအရ first line up တည်ကြရဲ့ဒီလူစင်းကဒါနောက်တစ်ခုကတော့ second line up ဖြစ်မှာထဲအဲ့တော့ဒါကျွန်တော်ဒီဓာတ်ပုံကြည့်ရတဲ့အချိန်မှာ Arsenal က they have come long way ပေါ့เนาะ အခုလက်ရှိမှာကျွန်တော်တို့ဒါကစားသမားတွေခင်ဗျာကျွန်တော်တို့လုပ်ရတယ်ဗောနော်ဖူဘာမာရာကာလာဖီယိုရီတင်ပါဒါကျွန်တော်မအားမကြည့်ဘူးเนาะတခုလက်ကျွန်မကဒါခုနပုံဟောင်းเนาะဒါကျွန်တော်အလုပ်ရကာလာဖီယိုရီကင်းမှာဆာလီဘာဒါကျွန်တော်ဂေဘရီယယ်ကိုသမားနေမှာရာယာဒါကျွန်တော်ကွင်းလယ်နေရာမှာ၃ယောက်တမားရာရိုက်ဆေဆူမီမန်ဒီရယ်ဒါအိုဒင်ကနာနေကျွန်တော် easy ကိုအမြင်ထောက်ခုနစာကာရယ်လက်ဝင်းနေရာမှာထရော့ဆက်ရှိမယ်မာတီနယ်လီရှိမယ်ဒါတိုက်စစ်မှုနေရာမှာဒါကျွန်တော်လက်ရှိမှာယူဂရက်ရှိမယ်အဲ့တော့အဲ့ကစားသမားတွေလက်ရှိမှာအာစနိုသင်းပိုင်ဆိုင်ထားတယ်အရာမှာဆိုတော့ဒါကျွန်တော်လူးဝစ်ကယ်ဒီတို့ဒါဘန်ဝှိုက်တို့ဒါဟင်ကာပီတို့မော့စကာရာတို့ကီပါအဲ့တော့ကျွန်တော်မငယ်လေးကတည်းက အာတာတာတစ်ချက်တခုကဘာလဲဆိုကျွန်တော်ဒီအဲ့နှစ်တစ်နှစ်မှာကျွန်တော်ဘောလုံးပွဲအကြောင်းနေပြောရင်အဲ့အသင်းရဲ့ကစားသမား၁၁ယောက်လုံးကိုကျွန်တော်အကုန်လုံးအလွတ်ရတယ်ကျွန်တော်မှာအကျင့်ရှိတယ်ဒါကျွန်တော်ရဲ့အာသာကြီးပါဘောနော်ကျွန်တော်ကိုယ်နဲ့ဒါအုံနောက်တဲမှာဒါပုံစံနဲ့တတ်တဲ့ဥစားကိုကျွန်တော်မှတ်ထားမိရင်ကျွန်တော်ဒါဆိုရမြတ်မှတ်ထားဆောက်ရအောင်မလားရှိမကြီးချောက်ကြီးမှဆိုရင်ကျွန်တော်ကစားသမား၁၁ယောက်လုံးကျွန်တော်အခုချိန်ခင်ဗျားတော့အလွတ်ရပြအလွတ်ရပြလေးရတယ်ဖန်ဖက်ကျွန်တော်အခုအလွတ်ရပြကျွန်တော်စပါးမှဆိုရှယ်ရှယ်လေးပါကျွန်တော်တိုက်ဆက်မှုမှာဒါကျွန်တော်တို့ သာဘာဒါဆူလိုင်းကြီးပဲဒါလက်ဖွဲမှာဒါအူဒိုပဲရှိပဲရိုင်ဝဲမှာဒါဂျော်ဘရန်ဂျွန်ဆန်ကူတဲ့ရှိမယ်အေမှာဒါမက်ဒီဆင်ဦးလက်ရှိမှာဇာဗီစမွန်ဝယ်ထားတာရှိမယ်ပါလင်ညာဘန်ဒန်ကပက်ပေးစာသုံးရတဲ့ဒါဘတ်ဗဲကိုသုံးရဖူဘန်ညာမှာဒက်စတနီအူဒိုဂီရှိမယ်ဒါကျွန်တော်တို့လက်ရှိဒါဒဂျက်စပန်ရှိမယ်ပက်ဒူပူရိုရှိမယ်ဒါရူမဲရူဗန်နာဗင်ဒရာဂူဆင်ဒါကျွန်တော်တို့ဒန်ဆူကုသမနေရမှာဒါကျွန်တော်တို့အာအခုလက်ရှိမှာကျွန်တော်တို့ဘဒူအာဝဲဟိုဟာဗီကာဒီရှိမယ်ကင်စကီရှိမယ်ယူနိုက်တက်မှာဆိုဒါလက်ရှိတိုက်စင်မှုကဒါကျွန်တော်ဆက်စကိုရှိမယ်343မှာဒါကျွန်တော်တို့ဘရိုင်းအမ်1ဘိုးဒါကျွန်တော်တို့ မသူရက်စ်ခေါ်နာဒါကျွန်တော်တို့လက်ရှိဘဒူတိုက်စစ်မှုမှာဆက်စကိုရှိမှာဝင်းပတ်နေမှာဒါအမြဲတမ်းဆဲခံနေရတာကျွန်တော်တို့ဒါလော့ကိုသုံးရင်သုံးမသုံးဘူးဆိုတော့မာဇရာဝီကိုသုံးနေပေးရတာကျွန်တော်တို့ဒရူဂူသုံးမယ်ဒါကွင်းထဲမှာအခုနောက်ပိုင်းဒါကျွန်တော်တို့မကာဆယ်မဲရိုနဲ့ဘရူဖာနက်ဆက်တွဲကိုသုံးလာပြီးတော့ဒီလစ်ဒါဟဲရီမကွာယာဟေးဗန်ဒါမှမဟုတ်လူရှော့သုံးနေကိုသမားနေမှာဘယင်းသားဒါကျွန်တော်တို့လက်ရှိမှာဒါဆန်နယ်လမန်ရှိတယ်ဗောနော်ချက်စီနဲ့ကြာကျွန်တော်တိတ်တော့မကြီးမချက်စီကိုဒါကျွန်တော်အခုနောက်ပိုင်းမှာဒါကျွန်တော်မှတ်မိတယ်ဒါတိုက်စစ်မှုနေမှာဒါဒီအမ်ဒလက်ရှိတယ်အခုနောက်ပိုင်းမှာဒါကြာပက်ဒရိုကိုသုံးလာတယ်လက်ဖွင့်နေမှာအလာဟန်ဒိုကာနာချိုသုံးမယ်ရိုက်ဝင်းနေမှာအခုနောက်ပိုင်းမှာဒါကျွန်တော်တို့ပက်ဒရိုနဲ့ဒုကိုသူသုံး းလာခဲ့တဲ့အတွက်မကွင်းလဲမှာဒါကျွန်တော်တို့အခုနောက်ပိုင်းမှာဒါရှိဦးဆိုတာကိုပါမရှိမယ်ဒါကျွန်တော်တို့ကိုင်စီတို့ရှိမယ်ရိုမီယိုလာဗီယာတို့အုပ်စုရှိမယ်အန်ဆိုဖာနန်ဒက်ရှိမယ်ကာဆက်မှာဒါကျွန်တော်တို့ဖူဖာနာအုပ်စုရှိမယ်ကိုဝဲရှိမယ်အခုနောက်ပိုင်းဒါချာလူပေါ့သူဒေါက်ဆော့ဆွေးမဲမဲပြန်သုံးလာတယ်ဥပမာကူဂရီလာရီစီဂျင်းပြန်သုံးလာဂိုသမားနေရာမှာကျွန်တော်တို့ဒါရောဘတ်ဆန်ချက်ရှိမယ်ပေါ့နော်အဲ့လိုကစားသမားကျွန်တော်အကုန်လုံးမတ်မိတယ်ဘုန်းကဆက်ပြောရင်လည်းမထူးလီဗာပူးနဲ့ပတ်သက်ရင်ရောကျွန်တော်ဘာထူးလဲလီဗာပူးရဲ့ပတ်သက်ရင်တော့ဒါအသိပြီးခတ်တဲ့ဥစားမရှိဘူးဒါအသက်လားအဟောင်းလားအရင်တော့ဆာဒီယိုမာနီတို့ခက်ကောက်စားဆာကျွန်တော်မှတ်မိတယ်ပေါ့နော်အဲ့တော့ ဒါပြောချင်တာခုနကကျွန်တော်နဲ့ဟိုကစားသမိုင်းနဲ့ပတ်သက်ရင်ကျွန်တော်ခုနကလက်တန်းပြောတာပေါ့နော်ကျွန်တော်ဒါအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်အမြင်နဲ့ကောင်းတယ်မှာအမြင်နဲ့လွတ်ရတယ်အခုနကအခုလက်ရှိ Arsenal ဒီ Arsenal ဒီဆိုလည်းလွတ်ရတယ်ခုနက Chelsea ဆိုလည်း Chelsea Chelsea လို့အသင်းမျိုးတော့ကျွန်တော်၁၀ရောက်လွတ်ရကျွန်တော်အသင်းလွတ်ရဖို့တော့ကျွန်တော်တိတ်မခဲရင်ဘူးနော်အဲ့တော့ဒါကျွန်တော်အလုံးနဲ့ပတ်သက်ပြီးကျွန်တော်ချစ်တာကိုကျွန်တော်ပြပြတာပေါ့နော်အဲ့တော့ပြောချင်တာခုနကပေါ့တပည့် Arsenal ရဲ့ line up နဲ့ပတ်သက်အခုလက်ရှိမှာတွေ့ရတယ်ကျွန်တော်တို့ဒီမှာတွေ့ရလားမလို့ကျွန်တော်ခင်ဗျားတို့ပြမယ်ပေါ့နော်ဒါကျွန်တော်တို့မပြမတွေ့ရအောင်ထင်တယ် ်ဟုတ်တယ်ဒါကုသမားနေရာမှာအာဆန်ပရိသတ်ရနယ်ဆန်ဖူဘက်ဖူဘက်နှစ်ယောက်မှာဒါကျွန်တော်ဆေဒရစ်နဲ့မီလန်နိုင်းစ်ဆန်နာဘက်၃ယောက်နေရာမှာမူစတာဖီပပ်လိုမာရီကိုလာစီနဲ့ကွင်းလယ်မှာဒါကျွန်တော်ပီပီကိုဒါကျွန်တော် AM ပုံစံမြှုပ်ထားပြီးနော့ဆန်နဲ့အလန်နီကိုပြန်ဖြန့်တယ်တိုက်စစ်နှစ်ယောက်မှာ532ဆိုတဲ့နေရာမှာအန်ကီတီးယားနဲ့လက်ကာဇက်ကိုလက်ကာဇက်ကအဲ့တုန်းကကပ်တိန်ပေါ့နော်ဒါကျွန်တော်ထင်တာဒီ line up ကလက်ရှိမှာအာဆန်တို့အဲ့တော့အာဒီတာဒါကျွန်တော်တို့ဟို second line နဲ့ပြို့များကျွန်တော်အနေနဲ့မှားကောင်းမှားနိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့မှာ first line up ကလည်းသဘောကျဘူးတော့ကောင်းတယ်အဲ့တော့じゃကျွန်တော်လက်ရှိမှာဒီကစားသမား17ယောက် မှာဒါအာစနိုအသင်းမှာဆာကာက လွှဲရင်တော့ဘဒူဆာကာနဲ့ဂီဘရီယယ်ကလွှဲရင်တော့ဘဒူမှမရှိတော့ဘူးလို့ဆိုလို့ရမယ်ဒီမှာပါအဲ့တော့ဒါအာတီတာနေတာကျွန်တော်လက်ရှိမှာသူကိုင်းတွဲစင်ကဘတ်လီနိုကဂိုသမားနေရာမှာရှိတယ်ဖူမတ်မာတာဘယ်လာရင်နဲ့ဒီယန်နေရှိမယ်ဆန်တာဘက်ပဲရီမှာဂီဘရီယယ်နဲ့ရော့ဖူဒင်းဖြစ်ပြီးကွင်းလယ်၃ယောက်နေရာမှာဒါကျွန်တော်အလက်ဇန်ဒါလက်ကာဆက်ကိုသူကဆန်တာဖောပုံစံမျိုးကစားပြီးတော့အယ်လန်နီနဲ့ရှာကာကိုကွင်းလယ်မှာတာဝန်ယူစေတယ်တောင်မှာမာတာအယ်တော့ဟိုလက်ဖွဲမှာဒါကျွန်တော်တို့ဆာကာရှိပြီး right wing မှာဒါကျွန်တော်တို့ဝီလီယမ်ရှိပြီးတော့တိုက်စစ်မှုနေရာမှာတော့အူဘာမီယန်ဘလော့ကလိုက်ရန်ဖြစ်ပါတယ်အဲ့တော့ ပြောချင်တာလက်ရှိမှာအာတီနာနဲ့အခုလက်ရှိခုနပြောတဲ့ကျွန်တော်ပြောတဲ့အစုအဖွဲ့ဒါကျွန်တော်တို့ဆာလီဘာဂေဘရီယယ်ဒါကျွန်တော်ဖူဘတ်မှာကာလာဖီယူအဲ့အစုကိုဒါကျွန်တော် next level ဖြစ်အောင် ဟိုတွန်းတင်ပြီးတော့အတင်းတော့မှအများကြီး credit ယူရှိတယ်ခုနကပြောဆိုခင်ဗျားတချို့ပတ်စံ၃ပတ်စံ၃တိုင်းအသင်းတစ်သင်းက level တစ်ခုမရောက်ဘူးဆိုတော့ကျွန်တော်အမြင်နဲ့စကားခဏခဏပြောအဲ့တော့ဒါကျွန်တော် Arsenal အသင်းရဲ့ဒါလက်ရှိတိုးတက်လာတဲ့လမ်းကြောင်းမှာ Arteta ရဲ့ဂျေဇုတွေအများကြီးပါဆိုလုံးဝမိကြမလို့ပေါ့နော်အဲ့တော့အသင်းတစ်သင်းခုနကပြောကျွန်တော်ဒါ Jurgen Klopp ခက်တော့လာတဲ့အချိန်မှာ Jurgen Klopp ဆက်ရောက်တော့ဒါကျွန်တော်လူစည်ရင်းနဲ့ဒါ Jurgen Klopp ဒါ Premier League ယူသွားတဲ့လူစည်ရင်းမှာကြည့်မယ်ဆိုရင် Jurgen Klopp ရဲ့အနှစ်သာရအများကြီးပါဒီတစ်ခါမှဒါ Arteta ရဲ့ junior မှာကျွန်တော်ကြီးကျူးတယ်ပေါ့နော်တခါကျရင်ဒါကျွန်တော်တို့ process တစ်ခုကိုအချိန်ပေးခဲ့မိရင်ဆိုရင် ာတေတာအသင်းနေနဲ့ဘာလို့ပြနိုင်လဲခုလက်ရှိမှာမြင်အဲ့တော့လက်ရှိမှာခုချိန်မှာဒါခုနဂေဗရီယယ်ရော့ဖိုးဒင်းဆိုတဲ့အတွက်ကနေဂေဗရီယယ်ဆာလီဘာကနေလက်ရှိမှာပရီးမီးယားလိမှာခံစစ်အကောင်းဆုံးအသင်းသတင်းတခုလက်ရှိမှာ ပြောင်းလဲထားတယ်တီယန်နေဘယ်လာတီယန်နေဘယ်လာရင်းကသူ့ဟာသူကောင်းတယ်ဆိုမှာခုလက်ရှိဒါကျွန်တော်တို့ဂျူရီယန်တင်ပါတို့ဒါကလာဖီယိုရီရဲ့တွဲနဲ့ပြန်ရှိမှတာကိုသမားနေရာမှာဆိုရင်လက်ရှိမှာရာယာဆိုချစ်ချစ်ပအောင်စုံနိုင်နေတာမှရှိတယ်။ကွင်းလယ်ပိုင်းလုံးဝရေနဲ့စီကွာကြပါရတယ်။ခရကာအလန်ဒီလာကာဆက်မကောင်းမှုပြမယ်။ဒါကြတဲ့အခုချိန်မှာပြန်ရှိကြည့်မယ်။ရိုက်စ်တူဒါကျွန်တော်ဇူဘီမန်ဒီဒါတိုက်စစ်ပိုင်းဘဘူးအာ ပိုတင်ကတ်တာ easy ဆိုတာပဲဝင်းမှာဆိုလက်ရှိမှာဒါ saga left wing နေရာမှာအခုချိန်ထိဒါ arsenal ဒီအားနေဆိုမဘလူပဲပြောတပူပြီးတိုးတက်လာတယ်လို့ပြောလေတိုက်ဆက်မှုနေရာမှာ yogres လို့ကစားသမားမျိုးရောက်လာခဲ့ပြီပေါ့အဲ့တော့ပြောချင်တာကလက်ရှိမှာ arsenal သင်းရဲ့ဒါတိုးတက်မှုကဒါနောက်တန်းမှာဆိုတည်တည်သာသာကွေးလေပိုင်းမှောက်တည်တည်သာသာတိုးတက်မှုတွေကိုအများကြီးတွေ့ခဲ့ဒီနေရာမှာတိုးတက်မှုတွေအကုန်လုံးကလည်းဒါ artina နဲ့ပတ်သက်ပြီးတော့ကျ credit လုံးဝပေးရမယ့်အနေအထားမှရှိရလို့ကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော်တို့မြင်ပြီးရတယ်မှာပါအဲ့တော့ ဘလို့ပြောပါလက်ရှိဒါကျွန်တော်တို့ဒီလိုပုံစံမျိုးသွားမယ်ဆိုရင်တော့အာစနိုသင်းကတော်တော်လေးကိုဒါဒီတက်ပို့ပြီးတိုးတက်မယ်ဒီနှစ်မှာဒါအာစနိုသင်းနဲ့တွေးမိတွေးရပါတော့လေးမှာဒါကျွန်တော်ကြည့်ရင်လည်းဒါတော်တော်လေးကိုဒါတွေးမိတွေးရဆိုတဲ့ပုံစံမျိုးကိုကျွန်တော်အမြဲတမ်းတွေးရမယ်တဲ့မှာပါပါအဲ့တော့ဒီတို့ပဲစူးစေးကမူအာစနိုသင်းရဲ့ဒုတက်လာမှုအမျက်စီရှင်ပါအဲ့တော့ဒါကျွန်တော်ပြောခဲ့တဲ့သူပဲကျွန်တော်မြင်းနဲ့ပြောဒီဗီဒီယိုကဒါ10 10မိနစ်လောက်ရှိမှာပေါ့နော်ကြုံပြောချင်တာအဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်မြင်းနဲ့တွေးတဲ့အကြာတစ်ခုပါဆိုတော့အာစနိုသင်းကဒီနေရာပတင်းမရက် တန့်ခဲ့တာအင်မတန်မှချီးကျူးဖို့အကောင်းဆုံးရလို့မြင်တယ်။ဒါကျွန်တော်တို့စပါတော့ကကျွန်တော်တို့အသင်းနဲ့ပတ်သက်ကျွန်တော်တော်တော်လေးကိုခန်းစားခဲ့ရတယ်။ကျွန်တော်တို့အသင်းကရက်တန့်ခဲ့ပြီးနောက်ကိုပြန်ဆုတ်သွားတယ်။အားဆုံးအသင်းကရက်မတန့်ပဲနဲ့သူတို့အနေနဲ့ဒီနေရာမှာငါတို့ဒီထက်ပိုကောင်းလို့ရတယ်။ဒီထက်ပိုကောင်းလို့ရဒီထက်ပိုကောင်းလို့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့အားဆုံးအသင်းကဒီထက်ပိုပြီးတော့ရှေ့တက်သွားခဲ့တာကိုတွေ့ရမယ်တဲ့မှာအားဆုံးအသင်းကဒါနဲ့ပတ်သက်မဖြစ်မနေကျွန်တော်တို့သိပ်ပြီးချီးကျူးခြင်းနဲ့အားဆုံးအသင်းနဲ့ဒါကျွန်တော် consistency ဒါတည်ငြိမ်မှုကိုမှတည်ငြိမ်မှုတဲ့ပုံမြင့်နဲ့တိုးတက်မှုကိုအသားပေးတဲ့အသင်းသင်းဆိုတာကတော့ Messi ရှိမှာအခုလက်ရှိမှာဒါကျွန်တော်ဒီ2020တော့အခုလက်ရှိမှာ9နှစ်အတွင်းမှာ အာဆိုသင်ကခုလက်ရှိမှာဒါပရီးမီးယားလီဂ်ကိုတိုက်တယ်ကို challenge လုပ်နိုင်စွမ်းရှိတယ်တင်းတင်းဖြစ်လာတယ်ချန်ပီယံလီဂ်ကိုပါ challenge လုပ်နိုင်တယ်တော်တယ်အရင်ကဒီလူစင်းကိုကြာကြီးအာအခုလက်ရှိအာဆယ်ကအကောင်းဆုံးသင်ခပတ်တောင်းတောင်းလူယုံမှာမဟုတ်အခုလက်ရှိမှာအာဆိုသင်ရဲ့တိုးတက်ပြောင်းလဲမှုကတကယ်ကိုလက်ဖျားခါလောက်အောင်ချီးကျူးစရာဖြစ်တယ်ဆိုတော့လက်ရှိအဲ့တော့တကုန်းနောက်ပေါ်အသင်းတသင်းနေနဲ့ပြောင်းလဲခြင်းပြောင်းလဲလို့ရတယ်ဆိုတော့ဒါမျိုးကိုတွေ့ရမယ်တဲ့မှာပါတယ်ဘောနော်ဒါကလက်ရှိကျွန်တော်ရဲ့ဒါအာဆိုသင်ပေါ်မြင်အဲ့တော့ခုနပြောနေနေပြတ်သွားထပ်ပြီးကျွန်တော်ခုနလက်ရှိမှာဖိုးပိတ်ထားတယ်နော် အဲ့တော့ကျွန်တော်ပြောနေတဲ့အချိန်မှာဘယ်လိုကြံအောင်မလဲလေဘဘူးကြံမလဲဘဘူးကလည်းရှိမှာတိုက်စစ်မှာဟီဂိုအဂီတီရှိမြဲလေလက်ဝင်းမှာဒါကျွန်တော်ဂက်ဘူရှိမြဲရိုက်ဝင်းမှာဒါကျွန်တော်တို့ဆာလာရှိမြဲအေအမ်မှာဒါဖလော်ရီယန်ရှိမြဲကွင်းလေမဂရဗန်ဘက်မက်ဂလစ်စတာဆိုဘူဆိုင်ဆော်လေးရတယ်လက်ဝင်းမှာဒါကျွန်တော်တို့အလက်ဘက်မှာဒါရောဘတ်ဆန်ရှိမြဲဂရက်ကတ်ရှိမြဲရိုက်ဘက်နေရာမှာဖရင်ပေါင်ရှိမြဲကော်နာဘရလီရှိမြဲစတာဘက်မှာကူနာတေဂျိုဂူမက်ကျွန်တော်ဗန်ဒိုက်ရှိမြဲဂိုဒမန်နေရာမှာမာတက်ရှ်ဝီလီနဲ့အဲလစ်ဆန်ဘက်ကာရှိမြဲဒါနောက်ဆုံးသေးသေးနဲ့ပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့အမန်ချက်စတာစီးတီးပေါ့နော်မန်ချက်စတာစီးတီးအသင်းနဲ့ဒါတိုက်စစ်မူနေရာမှာအိုင်လန်ဟာလန်ရှိမြဲဒီတာတောက်မန်နီမာတက်ရှိမြဲကူဆော်တာဆေးဗီ နဲ့ဒါကျွန်တော်တို့ဂျယ်ရမီဒိုကူလှည့်ကြဆိုတခါကျဘနာရိုဆီဘာတောင်ပေါ်မှာဖြန့်ဆိုတာရှိတယ်။ကွင်းလဲမှာရိုင်းဒါစ်ဖူဒန်ဒါကျွန်တော်နီကိုဂွန်ဇားလက်စ်ရူဒရီရှိမယ်ကိုဗာစစ်ရှိမယ်ဒါကျွန်တော်တို့တခါကျရိုင်းရှက်ကီဝင်ဆော့ရယ်ဇာမျိုးလေးရှိမယ်ဖူဘက်မှာလက်ရှိမှာနီကိုအိုရာလီတာဝင်ယူထားပေးမယ်အိုင်နူရီရှိမယ်ဆနာဘက်မှာဒါကျွန်တော်တို့လူဝဲဆိုဆိုဗာဂျွန်စတုန်းရှိမယ်ဒီအက်ရှိမယ်ဒါကျွန်တော်ဂဗာဒီယိုရှိမယ်ကုဆနော့ရှိမယ်ရိုက်ဘက်နေရာမှာမက်သူနီနဲ့ဆော့တယ်ရီကိုလူဝဲဆိုတယ်ဂိုဒမားနေရာမှာလက်ရှိမှာဂျိမ်းထရက်ဖူဂျိမ်းထရက်ဖူရှိတယ်ဒါဂျီနလူဂျီဒူတာရမှာရှိတယ်အဲ့ဒါကဂိုဒမကျကစားသမားနဲ့ပတ်သက်ကျွန်တော်အရင် ခေါင်းထဲမှာမှတ်မိတယ်ပေါ့နော်ဒါကိုကလက်ရှိမှာ DR တွေမျိုးခမပြောပြောတော့မကျွန်တော်လက်ရှိမှာအသင်းလက်တွေအားစားကျွန်တော်မမပြောရင်တော့ဘူးလင်းတာမပြောတော့ဘူးလောက်ပဲအဲ့တော့လောက်ပဲဘလုံးပွဲတွေကိုကြည့်ရှုနေတယ်ဆိုရင်တော့ YouTube Media 3.0ဆိုတော့ TV for you တို့မှာ Jay Lucas ပေါအောင်ကုညီလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့ဟုတ်မြန်မာကလစ်မှာအမြဲတမ်းဖြစ်ပါတယ်အားလုံးမကြည့်ဒီမှာကောင်းမွန်တော့ဒီနေ့ဖြစ်ပါစုမုံကောင်တောင်းပြီးနေပဲကျွန်တော်နောက်မှတွေ့ကြတာပေါ့ဒီပါပါအားလုံးပဲ good night ပါ